ဟိုတချို့မြို့နယ်လေးတွေမှာစားဖြစ်ပေးနေတယ်။ဟိုဘေးတွဲလေးတွေနဲ့သွားနေတာ။ဒါဆိုဘေးတွဲလေးတွေကိုထောင်ပြီးတော့သူတို့ပြန်လာမလား။အဲ့လားဆိုရင်ကျွန်တော်တို့ကအခြေခံလူတန်းစားလေးတွေလည်းအလုပ်ရကိုယ့်ရဲ့ cost ကို control လုပ်နိုင်လေကိုယ့်ရဲ့ investment ကဝင်ဝင်ရပို့တိုးတက်နေပဲဒါဆိုရင်ကျွန်တော်တို့မြန်မာလူငယ်လူရွယ်တွေပိုင်ဆိုင်နေခြင်းနဲ့ OA အဆောက်အအုံတိုက်တာဆိုတာချက်ချင်းရလာမှာမဟုတ်ဘူးပြီးတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေတချို့လုပ်ငန်းရှင်တွေဆိုအများကြီးပဲလေ အကိုပိုင်စားတော့ဆိုင်လေးတွေဖွင့်ကြတယ်ဖုန်းဆိုင်လေးတွေဖွင့်တယ်အောက်မှာ beauty salon လေးတွေဖွင့်တယ်တချို့သူစာသင်ကျောင်းလေးတွေယောဂသင်တန်းကျောင်းလေးဒါလေးတွေဖွင့်ကြတယ်အဲ့လိုဖွင့်တဲ့အခါမှာဆိုင်ခန်းစည်းတွေကြီးမားကြတယ်ဒါဆိုကျွန်တော်တို့နဲ့လက်တွဲလိုက်ရင်ဘာဖြစ်လဲဆိုတော့ तू ဆိုင်ခန်းစည်းဘိုးတွေ तू ကုံစရာမလိုတော့ဘူးကျွန်တော်တို့ချိန်တဲ့အခါမှာအဲ့ဆိုင်ခန်းစားတတလေးပဲကျွန်တော်တို့ပေးပေးပြီးတာနဲ့ तू ကဒီမှာစပြီးတော့လုပ်လို့ရပြီဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် တစ်ဖုန်တွေကအကောင်းဆုံး shopping mall Mercury your shopping partner ကျွန်တော်နာမည်ကတော့ဦးမျိုးကြီးဖြစ်ပါတယ်။ဒဂုံးစီးပွားရေးလုပ်ငန်းစုရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။အခုကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့ကျွန်တော်တို့ကအခုလူငယ်လူငယ်တွေစာတိတ်အားထားတဲ့မန္တန်တစ်ခုပဲ ဒီကလေးတွေကတော့ကျွန်တော်နိုင်ငံကလေးတွေကကျွန်တော်တိတ်တော်တက်တက်မြင်တယ်မှာအရင်ပါတယ်။ဘာဖြစ်လို့သူတို့က intelligent ဖြစ်တယ်နော်။အတီတရားအရင်ကောင်းတယ်နော်။ကောင်းတဲ့အခါမှာသူတို့ကကိုယ်ပိုင်ဝင်ငွေလေးတွေရှိလာပြီဆိုသူတို့ကတချို့ကလေးလေးတွေကျတော့အလန့်လိမ္မာရေးချရှိတယ်။အရင်လိမ္မာရေးချရှိကြတာပေါ့နော်။ကိုမိဘကိုကူညီတယ်အဲကိုဘွားတိုးတက်လမ်းကိုတချို့ကလေးတွေဆိုလဲရလာတာရှိတယ်ကျွန်တော်ရုံးမှာဆိုလဲဝန်ထမ်းတွေအများကြီးရှိတယ်အဲ့ဒီကလေးဆိုအများ စ조사ကြအောင်ပက်ရှင်ကောင်းတယ်ပက်ရှင်ကောင်းတဲ့ကောင်မှတို့ဒီတို့ရဲ့ပတ်စံကိုယ့်ရဲ့ကိုယ်ပိုင်ချွေးနေစာလေးတွေရှိရကောင်မှဒီဟာလေးတွေရင်းနှီးမြှုပ်နှံပါရင်းနှီးမြှုပ်နှံတဲ့ကစားမှာကျွန်တော်ကစုဖို့ပြောတာမဟုတ်ဘူးเนาะစုတာမဟုတ်ဘူးဒီဟာလေးကိုဗမာမြှုပ်နှံတိုင်းတပိုင်းစီးပွားရေးလေးကိုစတယ်ကိုယ့်ရဲ့ဝန်ထမ်းအလုပ်ပြင်တပိုင်းတပိုင်းစီးနာရေးဘာလေးလုပ်လို့ရဥပမာညီမညီမလေးဆိုကျွန်တော်ဥပမာလေးတစ်ခုပြောပြပါမယ်ကိုယ့်ရဲ့ဒီပတ်စံလေးကိုကော်လတ်လုပ်နိုင်ပြီဆိုရေတံမှုလုပ်ငန်းလေးလုပ်လာ ဒါဆိုကိုကဘူးပောင်နေအတွက်ကိုကအာမငန်တင်မှာရေတံမှုပုံပြီးကိုကိုဒီရက်ွက်မြို့နယ်ကိုစလဲအနေနဲ့ပေးလိမ့်မယ်။အဲဆိုညီမလေးကရရှိလာပြီ။ပြီးရင်နောက်တစ်ချက်ဆိုကျွန်တော်မြန်မာနိုင်ငံမှာလုပ်လို့ရတာရှိတယ်။အဲ့လားလေးတွေဘာလဲဆိုတော့ကျွန်တော်တို့အခုဆိုရင်ဟိုတချို့မြို့နယ်လေးတွေမှာစားဖြစ်ပေးနေတယ်။ဟိုဘေးရွယ်လေးတွေနဲ့သွားနေတာ။ဒါဆိုဘေးရွယ်လေးတွေကိုထောင်ပြီးတော့သူတို့ပြန်ငားမလား။အဲ့လားဆိုရင်ကျွန်တော်တို့ကအခြေခံလူတန်းစားလေးတွေလည်းလည်းလုပ်ရအောင်။ဒါမျိုးလေးတွေအဲဒါဆိုကိုကတန်ဖိုးနေလိုက်ကိုကိုကဘာမှရင်းနှီးမလို့။အဲ့ဒီကနေဝင်ဝင်လေးတစ်ခုရအောင်။ အဲ့ဝင်ဝင်လေးရတယ်အဲ့ဒါလေးကိုမတုံးလိုက်ဘူး။ဘာဖြစ်လို့ဆိုတော့တချို့လူငယ်လေးတွေမှာကျတော့တုံးမလိုက်တာ။နော်တုံးမလိုက်တယ်အဲ့မတုံးမနဲ့ပြန်ကြည့်ရင်ဒါလေးတွေကပုံမှုပြီးတော့များပြားလာတယ်။များပြားလာတဲ့အခါကျမှကိုကအဲ့ဒါကိုပြန်ပြီးတော့ထုံထုံသုံးဆွဲရင်ကိုကကိုရရှိလာမှာ။ဥပမာကျွန်တော်တို့ investment sector နဲ့ပြောမှလို့ကိုက capital investment ကိုလုံးဝမထိဘူး။ဒီကရလာတဲ့ profit ရ90%ကတော့ပဲသုံး။ဒီ profit ရ90%ကတော့ capital investment နဲ့ပေါင်းပြီးတော့ တခြားယင်းနီးမြှုပ်နှံမှုကိုလုပ်ဒါဆိုကိုယ်ကအဲ့ဒီယင်းနီးမြှုပ်နှံမှုကနေပေါ့ကိုယ်ကဟာစဉ်ဆက်မပြတ် sustainable investment လုပ်မယ်ဆိုကိုလိုချင်တဲ့ target ကလွယ်လွယ်ကူကူရလာမှာပဲအဲ့ဒီအချိန်မှာဟာကျမတို့ကဒါတွေပဲအကုန်မြှုပ်နှံတော့ကျမတို့အတွက်စားစွေးနေယူတော့ဘယ်လိုဖြည့်ရှင်းမလဲဆိုကျွန်တော်ဆောနာပြောရတယ် capital investment နဲ့ယင်းနီးမြှုပ်နှံတဲ့အခါမှာအမြတ်အစွန်းလေးတစ်ခုရလာမယ်ဥပမာညီမလေးရဲ့1000မြတ်တယ်1000လုံးမတုံးနဲ့9000တုံး9000ကိုပြန်မြှုပ်နှံ ဒါဆိုနေ့စဉ်နေ့စဉ်9000လေးမြုံနေလဲတဲ့ကောင်ညီမလေးကတလားဆိုဘယ်လောက်ပြုတ်ပါမလဲတသိန်းခွဲရင်းနှီးမြုံနေတယ်လို့ပြောဒီတသိန်းခွဲဆိုကိုယ့်အိမ်မှာရေတံမှုတစ်ခုကိုဘယ်လောက်နဲ့ဝယ်ရအဲ့ဝယ်တဲ့ငွေရဲ့ cost ကိုညီမလေးက control လုပ်နေတယ်အဲ့ဆိုကိုယ့်ရဲ့ cost ကို control လုပ်နေလေကိုယ့်ရဲ့ investment ကဝင်ငွေကပို့တိုးတက်နေပဲဒါဆိုရင်ကျွန်တော်တို့မြန်မာလူငယ်လူရွယ်တွေပိုင်ဆိုင်နေခြင်းနဲ့အိုးအိမ်အဆောက်အအုံတိုက်တာဆိုတာချက်ချင်းရလာမှာမလွယ်ဘူးပြီးတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေလုံးတချို့လုပ်ငန်းရှင်တွေဆိုအများကြီးပဲလေ အဲကိုပိုင်စားတော့ဆိုင်လေးတွေဖွင့်ကြတယ်ဖုန်းဆိုင်လေးတွေဖွင့်တယ်အောက်မှာ beauty salon လေးတွေဖွင့်တယ်တချို့သူစာသင်ကျောင်းလေးတွေယောဂသင်တန်းကျောင်းလေးဓာတ်လေးတွေဖွင့်ကြတယ်အဲ့လိုဖွင့်တဲ့အခါမှာဆိုင်ငန်းစည်းတွေကြီးမားကြတယ်ဒါဆိုကျွန်တော်တို့နဲ့လက်တွဲလိုက်ရင်ဘာဖြစ်လဲဆိုတော့ तू ဆိုင်ငန်းစည်းဘိုးတွေ तू ကုန်စရာမလိုတော့ဘူးကျွန်တော်တို့ချိန်တဲ့အခါမှာအဲ့ဆိုင်ငန်းစားတတ်တာလေးပဲကျွန်တော်တို့ပေးပေးပြီးတာနဲ့ तू ဟာဒီမှာစပြီးတော့လုပ်လို့ရပြီဒီအပြင်ကျွန်တော်တို့ကုမ္ပဏီက amazing jubilee trading ကဘာတွေလုပ်လဲဆိုတော့မီးစက်တွေရောင်းပေးတယ် လည်းဥပမာ CCTV တွေရောက်မိတယ်အဲ့ဒါဆိုရင်အခုမိတွေပါပြတ်လို့လည်းကိုယ့်ရဲ့လုပ်လုပ်ငန်းဆောင်တာတွေရက်တန့်သွားစရာမလိုအဲ့ဒါကြီးကိုကပ်ပြီးတဲ့ investment တရားရံကတော့မြုပ်စရာမလိုအဲ့ဒီက30ရာခိုင်နှုန်းကိုမြုပ်လိုက်တယ်ဆိုတာလေဒီကအနေမှာကိုယ့်ရဲ့တရားရံကတော့ဝင်ဝင်ပြန်ရလာတယ်လုပ်ငန်းကလည်းစဉ်စားမပြတ်လက်ပတ်နေသလိုကိုယ့်ရဟာကမြုပ်နေမှုကလည်းပုံမအားကောင်းလာတယ်အဲ့ဒါဆိုရင်ညီမလေးရဲ့ဘယ်လိုပြောရမလဲဆိုတော့ကိုယ့်ရဲ့ investment ကိုလည်းမထိခိုက်ဘဲနဲ့ကိုယ့်ရဟာကိုလည်းမရဘဲနဲ့ကိုကဆိုင်ငန်းကားတွေလည်းတတ်တာ အခန်းတွေလည်းပိုင်းကိုယ့်ရဲ့ investment တွေလည်းတိုးတက်နေလုပ်ငန်းရှင်တွေကလည်းများသောအားဖြင့်တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။